မင်္ဂလာပါခင်ဗျာဒီခါတော့ဘော်နော်ဒီမင်းညကထိုးသက်သွားတဲ့ဘရိုနီကာပွဲအကြောင်းပြောကြရအောင်ပါဒါကသုံးသက်ချက်တော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဘရိုနီကာပွဲထိုးသွားတဲ့အနေထားမှာသုံးသက်စရာမလိုလောက်အောင်ကိုပြည့်ပြည့်စုံလွှမ်းပါတယ်အဲ့တော့ကျွန်တော်တို့သုံးသက်လိုက်မှသူ့ရဲ့တန်ဖိုးတွေအည်သွေးတွေတောင်ချဆင်းသွားမှဆိုလို့မို့ကျွန်တော်ကတော့သုံးသက်ချက်လို့မသုံးနှုံးခြင်းဘူးဒီဗီဒီယိုကသုံးသက်ချက်ဆိုတာထက်ပေါ့နော်ကျွန်တော်မြင်မိတဲ့အကြောင်းအရာတွေကိုဆွဲထုတ်တင်ပြပေးတယ်လို့ပဲမှတ်ယူစေချင်ပါတယ်ခင်ဗျာ ထမဆုံးအနေနဲ့ဘွန်တော်ဒီပွဲချင်းကက်တဲ့အပိုင်းကိုကြည်ကြည်ရအောင်ပါကျွန်တော်ကတော့ဒီပွဲချင်းကက်တဲ့အနေထားမှာဘရိုနီကာမှာဖိအားတွေရှိနေလိမ့်မယ်လို့တောင်းခံစားမိခဲ့ပါတယ်ဒါကလည်းအကြောင်းရင်းတော့ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘရိုနီကာနဲ့ပတ်သက်လာရင်ကျွန်တော်တို့ပြည်သက်တွေကလည်းနိုင်စေခြင်းနဲ့ promotion ကလည်းသူမအပေါ်ဆိုရင်ဘလောက်ထိမျှော်လင့်ချက်ထားလဲဆိုတာကျွန်တော်ရှေ့ကဗီဒီယိုတွေမှာတော့ခဏခဏပြောပြခဲ့ပြီးဒီလိုအနေထားမျိုးကမှဖွံ့ဖွဲရှုံးနေ အဖွန်ဖွဲရှုံးပြီးတဲ့အနေထားမှာလည်းဝေဖန်မှုတချို့ရှိခဲ့တော့ဒီပွဲချင်းကတ်တဲ့အနေထားမှာဘရိုနီကာအနေနဲ့ဖိအားတွေများနေလိမ့်မယ်ဆိုပြီးကျွန်တော်ကခန်းစားမိခဲ့တာပါတကယ်ကွန်းနဲ့ရောက်တော့ပြည်သက်တချို့ပြောပြချက်အရာဆိုရင်လုံးဝတခြားစီပါအထူးသဖြင့်ဒီအွန်လိုင်းကနေတိုက်ရိုက် ကြည့်ရှုတဲ့ပြည်သက်တချို့ကဘရိုနီကာကွန်းနဲ့ဝင်လာတဲ့အနေထားမှာမျက်နှာထားကလုံးဝခက်ထန်နေတယ်စားမယ်ဝါမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကွန်းနဲ့ဝင်လာတဲ့ဆိုပြီးစတက်တက်တွေရေးကြပါတယ်ကျွန်တော်ပြန်ကြည့်လိုက်တော့လေအဲ့ဒီပုံစံအတိုင်းပါပဲ သူမကွန်းနဲ့ဝင်လာတဲ့ပုံစံကဒီစာမေးပွဲဖြစ်မဲ့ចောင်းသူတယောက်ပေါ့နော်ဒီစာမေးပွဲကိုငါကောင်းကောင်းဖြေနိုင်တယ်ငါအင်းစာတွေကောင်းကောင်းလုပ်ခဲ့တယ်ငါဘလို့ပုံစံမျိုးနေနေရအောင်ဖြေပြမယ်ဆိုတဲ့ယုံကြည်မှုအပြည့်မျိုးနဲ့ကိုကွန်းနဲ့ဝင်လာတာပါအဲ့တော့ကွန်းနဲ့ရောက်ပြီးထားလိုက်ပါတော့ဒီပွဲမထုတ်ခင်အနောင်စာကပြည်တက်နဲ့မိတ်ဆက်တယ်အဲ့လိုမိတ်ဆက်တဲ့အနေထားမှာဘရိုနီကာကလက်ခမောင်းခတ်ပါတယ်ပြောချင်တာက ဒီလက်ဝိတ်ကနေလာတဲ့ fighter တယောက်အတွဲ135စင်းမြတ်ထက်မှလက်ခမောင်းခတ်မယ်ဆိုရင်အဲ့ဒီခိုက်တန်းကအသင့်တော်ဆုံးနဲ့အမှန်ကန်ဆုံးခိုက်တန်းဆိုတာပြောပြချင်တာပါဒီအကြောင်းအရာကိုကျွန်တော်ရှိကဗီဒီယိုတွေမှာတော့အ ਨੇ ကျင်းတော့ပြောခဲ့ဘူးတယ်တိုးတော်လေဘရိုနီကာကရှုံးမွေးကြုံခဲ့တဲ့အတွက်ပြိတ်သက်တွေရင်ထဲကိုသိပ်ပြီးရောက်မှမဟုတ်တဲ့အတွက်အခုထပ်ပြီးပြောကြည့်တာပါဘာဖြစ်လို့လဲဆိုတော့ဒီအနောင်စာကပြည်သက်နဲ့ဖိုက်တာကိုမိတ်ဆက်တဲ့အနေထားမှာကင်မရာတွေအားလုံးကသူ့မကိုပဲဝိုင်းပြီးချိန်ထားပါတယ် ဲ့ဒီအချိန်မှာ online ကနေ live လွှင့်တဲ့အနေထားကလည်းဒီတနေရာတဲကိုပဲလွှင့်ရတာပါတခြားဖြန့်ညံ့ကပုံစံမျိုးတွေနဲ့လှုပ်လှုပ်ကိုမရပါဘူးဒီလိုအနေထားမျိုးမှာ bronica ကလည်းလက်ခမောင်းကို hamburger man baba နဲ့ကိုခတ်ပါတယ်ကျွန်တော်အမှန်မမှားဘူးဆိုရင်သူမှခတ်သွားတဲ့ပုံစံကခြေထောက်တစ်ဖက်မြှောက်ထားတဲ့လက်တစ်ဖက်မြှောက်ပြီးမှောက်ကို man baba နဲ့ခတ်တာပါဒီအကြောင်းအရာကိုထိုင်းကမီဒီယာသမားတွေတောင်သတိထားမိသွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ ထိုင်းကသတင်းမီဒီယာသမားတွေတောင်းပွဲပြီးသတင်းစာရှင်းလင်းပွဲမှာဗရိုနီကာကိုလက်ခမောင်းကဘလို့ပုံစံမျိုးနဲ့ခတ်တာလဲဆိုတော့ WB Major လုံးလို့သူမှလက်ခမောင်းခတ်ထားတဲ့ဗီဒီယို footage တချို့ကိုပြည်သက်တချို့မြင်မိလောက်ပြီးထင်ပါတယ်။ဒါကလက်ဝိတ်ကနေ1 Championship စီလာပြီးထိုးတဲ့ Fighter လေးတွေအနေနဲ့အတူယူလို့ရအောင်ကျွန်တော်ကဆွဲထုတ်ပြတာပါ။ဆက်လက်ပြီးပွဲထိုးသွားတဲ့အခင်းချင်းကိုပြောကြရအောင်ပါ။ ဒီတွဲဆိုင်တရားဝင်ချပြလိုက်ကလေးကဘလို့ပုံစံမျိုးနဲ့ပွဲတယ်လိုက်တာလဲဆိုတာကျွန်တော်ဆွဲထုတ်ပြခဲ့တဲ့အချက်လက်တော်တော်များများကမှန်ကန်မှုရှိခဲ့ပါတယ်ဒီတွဲဆိုင်နဲ့ပတ်သက်လို့ promotion ဘက်က fighter နှစ်ယောက်စလုံးဘက်မှမျှော်လင့်ချက်တွေပေးထားပါတယ်။ Junior Fighter ဟာခုနှစ်ပွဲဆက်တိုက်အနိုင်ရထားတဲ့ fighter ပါ။သို့တော်လည်းဒေါ်လာသိန်းနဲ့စာချုပ်တော့လက်ဝဲသိမ်းပိုက်နိုင်ခြင်းမရှိသေးပါဘူး။ သူမှထိုးတတ်တဲ့ပုံစံကမြိတ်သက်တွေအတွက်ဟာကနေဟင်းနေပုံစံမျိုးထိမရောက်သေးလို့ promotion ဘက်ကစာချုပ်မကန်လန်းသေးတာ ဖြစ်ပါတယ်။သို့တော်လည်းခုနှစ်ပွဲဆက်တိုက်အနိုင်ရထားတဲ့မှတ်တမ်းကအတော်ကြီးကိုများလွန်းနေပါပြီ။ဒါကြောင့်မို့သူမကိုနောက်ဆုံးစာမေးပွဲဆက်တဲ့အနေနဲ့ Bronica နဲ့ပေးတွေးလိုက်တာပါ။ Bronica ကိုသာအနိုင်ရမယ်ဆိုရင်ဒေါ်လာ30000စာချုပ်မျှော်လင့်ချက်ရှိတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပွဲတည်ပေးလိုက်တာဖြစ်ပါတယ်။ ။တစ်ဖက်ကဘရိုနီကာကိုကြိလိုက်မယ်ဆိုရင်လဲဝမ်ချန်ပီယံရှစ်ကိုမျှော်လင့်ချက်အပြည့်နဲ့ရောက်ရှိလာခဲ့ပေမဲ့ကလကအဖွင့်မှာရှုံးနိမ့်ထားပါတယ်။တနည်းဆိုရရင်စာချုပ်ကြီးရထားတဲ့ fighter ဖြစ်ပေမဲ့ promotion ဘက်ကမြမဈေးခွက်အတွက် bronica ကို star fighter အဖြစ်မြင်စေချင်တာပါ။ဒါကြောင့်မို့လို့ထိတ်တန့်ပြိုင်ဘက်တွေနဲ့မဟုတ်ဘဲ one friendly fight ကပြိုင်ဘက်တွေနဲ့ပဲပွဲတဲ့ပေးပါတယ်။ကလကဖွင့်ပွဲတုန်းကလည်းအဲ့ဒီပုံစံမျိုးနဲ့စတင်ခဲ့တာဖြစ်ပြီးအခုပွဲမှာလည်းအဲ့ဒီပုံစံမျိုးနဲ့ပဲပြန်ပြီးခင်းကျင်းပါတယ်။ ဒါပေမဲ့အနေထားတွေကကွာဟသွားပါတယ်။ဂျူနီယာဖက်ဒက်က Francisca Biva ထက် record ဘိုင်းမှာတော့အများကြီးတားလွန်ပါတယ်။သို့တော်လည်းရုပ်ပိုင်းဆိုင်ရာတိစောက်မှုဘိုင်းမှာတော့ Bronica ကိုရှင်ပြိုင်နိုင်ခြင်းမရှိပါဘူး။ထပ်ပြောရရင်သူမရဲ့ထိုးသက်ဟန်က Bronica အကြိုက်ပုံစံမျိုးဖြစ်တဲ့ဆိုတာကျွန်တော်ကအစိုးကြီးကလေးကဆွဲထုတ်ပြခဲ့ပါတယ်။လုံးဝနမစုပ်ပဲရှင်ထိုးတဲ့ဖိုက်တာမျိုးဆိုရင်ဘရိုနီကာအကြိုက်ပဲဆိုတာကျွန်တော်ကအစောကြီးကလေးကပြောပြခဲ့တာပါ။ ပွဲထိုးသွားတဲ့အနေထားမှာလည်းလုံးဝအဲ့ဒီအတိုင်းကွက်တည်ပါပဲဒီနေရာမှာကျွန်တော်မြင်မိတဲ့အချက်ဆွဲထုတ်ရရင်135စစ်မြင့်ထက်ထိုးသက်ခဲ့တဲ့မြန်မာ ဖိုက်တာတွေထဲမှာဒီပွဲလောက်စွမ်းဆောင်ရည်တက်ရတဲ့ပွဲဒီပွဲလောက်တစ်ဖက်သက်ဆန်တဲ့ပွဲလုံးဝကိုမမြင်မိသေးပါဘူးထပ်ပြောရရင်ထိုင်းနဲ့မြန်မာဖိုက်တာတွေတွေ့တဲ့အနေထားမှာဒီပွဲလောက်တစ်ဖက်သက်ကြီးဖိဖိစီစီထိုးပြသွားတဲ့ပွဲမျိုးဆိုတာလဲလုံးဝကိုမမြင်မိဘူးသေးပါဘူး ဂုံဂုံပြောရရင်135စင်းမြတ်ထက်မျိုးသမီးဖိုက်တာတွေတွေ့ကြတဲ့ပွဲမျိုးမှာဒီလိုခင်းကျင်းမျိုးကမြင်ရခဲများဖြစ်ပါတယ်။ဒီလောက်ထိအပြတ်သက်ဖြစ်တဲ့ပွဲကအတော်ကိုရှားပါလွန်တာပါ။တချို့ပွဲကောင်းတွေဆိုရင်ဟင်ကနဲဟာကနဲဖြစ်စေနိုင်လောက်တဲ့ KO ပွဲမျိုးတွေကြီးခဲ့ပူပါတယ်။ဒါပေမဲ့ Bronica ရဲ့ပွဲနဲ့တော့ရတကနည်းနည်းလေး क्वे ပြပါတယ်။ဒီပွဲမှာ Bronica ထိုးသက်သွားတာက လုံးဝကိုအမှန်ကန်ကျမ်းပြသွားတာပါ။ ျွန်တော်ကတော့ဂျူနီယာဖက်တဲ့အတွက်စိတ်မကောင်းဖြစ်မိသလိုတက်တီးနဲ့ယုံကြည်မှုကိုလည်းချီးကျူးခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပွဲစားပိုင်းမာဂရက်ကဘရိုနီကာရဲ့ထိုးချက်တွေကတန်ပြီးထိတာပါ။အဲ့ဒီခိုက်တက်မာဂရက်ကဘရိုနီကာရဲ့ပါဝါဘလောက်ထိကောင်းလဲဆိုတာသူမှကောင်းကောင်းကြီးခံစားမိခဲ့ပါတယ်။သို့တော်လည်းနည်းနည်းလေးမှနောက်ဆုတ်တာမျိုးမရှိပါဘူး။ခေါင်းကြီးကိုတွန်းထိုးပြီးကိုအတင်းဝင်လုံးထိုးတာပါ။ဒီကြွေကမှခဏခဏထိတာတောင်လုံးဝတစ်ချက်မှ နောက်မဆုတ်ပဲပီတီခံပြီးထိုးသွားတာဖြစ်ပါတယ် ။တတိနဲ့ယုံကြည်မှုကတော့နည်းနည်းလေးမှကိုမလျော်ဘူးလို့ပြောလိုက်ချင်ပါတယ်။ကျွန်တော်တို့ရဲ့ Veronica ဘက်ကိုကြည့်လိုက်ပြန်တော့လဲသူ့ရဲ့ manager ကြီးကြုံဝါခဲ့တယ်လို့ Veronica 2.0 version ကိုအမှန်ကန်မြင်တွေ့ခဲ့ရတာပါ။ကွန်းလေးကိုယုံကြည်မှုအပြည့်နဲ့ဝင်လာတဲ့အစောပိုင်းကလေးကထီထီမိမိဖြစ်အောင်ထိုးပြခဲ့ပါတယ်။ပြီးတော့ပြရခက်သွားတာမျိုးမရှိသလိုအမှန်ကန်ကိုချွေပြခဲ့တာပါ။ထပ်ပြောရရင်တစ်ဖက်ကပြိုင်ဘက်ဖိုက်တာကိုအပြိုတန်းအဆင့်သာရှိလောက်တဲ့ပုံစံမျိုးနဲ့ကိုထိုးသွားခဲ့တာပါ။ တကယ်တော့ Junior Feder က135စင်းမြန့်ထက်မှာ9ပွဲဆက်တိုက်တောင်အနိုင်ယူထားသူဖြစ်ပါတယ်။ဒီစင်းမြန့်ထက်သူမရဲ့ Fighter ဘွားမှာလုံးဝကိုရှုံးမဲ့ကြုံသေးသူမဟုတ်ပါဘူး။ကျွန်တော်မြန်မာပြည်တက်တဲ့အတွက်တော့ဒါမျိုးစိတ်ချမ်းသာလက်ချမ်းသာနဲ့ကြည်ရတဲ့ပွဲကလုံးဝမြင်ရခဲ့များဖြစ်ပါတယ်။မြန်မာပွဲတပွဲထိုးပြီးဆိုရင်ဖြစ်နှကြွကြဖြစ်နေတဲ့ကျွန်တော်တောင်ဒီပွဲမှာတော့အေးအေးဆေးဆေးတည်ငြိမ်နဲ့အားပေးနိုင်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကွန်းတွန်းခင်းချင်းကရင်ခုန်စရာကို မရှိတာပါ။ ဘောနက်စုရမယ်ဆိုတာလဲရင်ခုန်စရာကိုမလိုတာပါဘရိုနီကာရဲ့စွမ်းဆောင်ကြီးကအဲ့လောက်ထိကိုပြောင်မြောင်လွန်ပါတယ်တစ်ချိန်ထဲမှာဂျူနီယာဖက်ဒက်ကိုတနာမိပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာထိုးတဲ့ပုံစံကအနာခံပြီးရှင်ထိုးတဲ့ပုံစံမှာအဲ့ဒီခံယူချက်ကြောင့်ပဲဒီပွဲမှာအတော်ကြီးကိုအထိနာပါတယ်ဘွယ်ဘွယ်ကိုကြည့်လိုက်မယ်ဆိုရင်ရုတ်တရက် KO ဖြစ်သွားတဲ့ဖိုက်တာတွေကအဲ့လောက်ထိခံရတာမဟုတ်ပါဘူး ရကောင်းမိပြီးလဲကျသွားတာဖြစ်ပေမဲ့ပြန်ကုသလိုက်မယ်ဆိုရင်အတော်လေးထူးထူးထောင်ထောင်နေဖြစ်လာတတ်ပါတယ်။ဂျူနီယာဖက်ဒက်ကတော့အဲ့လိုပုံစံမျိုးမဟုတ်ပါဘူး။အနိုင်မခံရှုံးမပေးဘူးဆိုတဲ့စိတ်ဓာတ်နဲ့ရှင်ထိုးလို့ကိုတဖြည်းဖြည်းနဲ့လဲကျပြိုဆင်းသွားပါတယ်။သူမှလဲကျသွားတဲ့အနေထားတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင် လုံးဝကိုရင်ထွက်ပြီးမှပြိုလဲသွားတာပါ။ဒါကြောင့်မို့ဒီပွဲမှာသူမှခံရတဲ့ပုံစံကအတော်ကြီးကိုနာပါတယ်။သို့တော်လည်းသင်ငန်းဆောင်ကောင်းတစ်ခုတော့ရယူသွားမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့သူမရဲ့ကစားဟန်ပုံစံမျိုးနဲ့ထိပ်ပိုင်းထိရောက်ဖို့မလွယ်ဘူးဆိုတာသဘောပေါက်သွားလို့သူမအနေနဲ့နောက်ပွဲတွေမှာတိထက်ပူပြီးကစားပုံကောင်းတဲ့ပုံစံမျိုးတွေနဲ့ပြင်ဆင်လာမှသိကြပါဗျ။ဒါကလည်းခုမှ16နှစ်ပဲရှိသေးလို့အချိန်တွေအများကြီးကျန်သေးတာပါ။ဒါကြောင့်မို့ဘရိုနီကာနဲ့ထိုးတဲ့ပွဲကနေသင်ကန်းစာကောင်းလို့တော့အခိုင်အမာရယူသွားလိမ့်မယ်လို့ယုံကြည်မိပါဗျ။ဆက်ပြီးပြောချင်တာတစ်ခုကပြည်သက်တချို့ဖြစ်ပြီးမတွေးနိုင်တဲ့အချက်ကိုပါ။ ဘာလို့လဲဆိုတော့ပွဲပြီးမှမြန်မာလိုမပြောလို့ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ဘရိုနီကာကကျွန်တော်နဲ့အင်တာဗျူးတွေအခြားမီဒီယာတွေနဲ့အင်တာဗျူးတွေလုပ်ရင်မြန်မာလိုပဲပြောပါတယ်။တို့တော့ fighter တယောက်အနေနဲ့ brand တိောက်တဲ့အပိုင်းမှာ local အတွက်ပဲကြီးလို့မရပါဘူး international နဲ့အတွက်လည်းကြီးရပါတယ်အဲ့တော့တစ်ခါလေကြာကျွန်တော်တို့ပြည်သက်တွေကကိုယ့်ရဲ့ perspective ကိုပဲဆွဲကင်လွန်ပါတယ် fighter ရဲ့ဘက်ကတော့ဘယ်လိုပုံစံမျိုးဆိုတာကြိုးပြီးခန်းစားပေးတာမျိုးလုံးဝမရှိပါဘူး ကျွန်တော်ကတော့ဘရိုနီကာအင်္ဂလန်လိုတွေမှုတ်သွားတာလုံးဝကိုကြိုးစုံမိပါတယ်။မဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာပြည်ကလာတဲ့ fighter တွေထဲမှာဒီလိုပုံစံမျိုးနဲ့ပြောတဲ့ဆိုတဲ့ fighter လည်းရှိတယ်။ဒီလိုမေးခွန်းတွေကိုဒီလိုအချက်လက်နဲ့ပြောနိုင်တဲ့သူလည်းရှိတယ်ဆိုတာနိုင်ငံတကာကလူတွေသိသွားစေချင်လို့ဖြစ်ပါတယ်။ထပ်ပြောရရင်မြန်မာစကားပြောမှမြန်မာကိုကိုစားပြုတာမဟုတ်ပါဘူး။ရောနီကာကွန်းနဲ့ဝင်လာတဲ့အခိုက်အတန့်ကနေပွဲပြီးအောင်ပွဲခံတဲ့အခိုက်အတန့်ထိတစ်ထစ်ချင်းလိုက်ပြီးသေချာကြီးလိုက်ပါ။ သူမရဲ့နာမည်ကိုမိတ်ဆက်တဲ့အနေထားမှာအန်ကတ်ကဘေးနေရာကိုလက်ညှိုးတထိုးထိုးနဲ့လှုပ်နေတာသတိထားမိလောက်ပါတယ်။ဒါကပွဲပြီးအောင်ပွဲခံတဲ့အနေထားမှာလည်းအဲ့ဒီနေရာကိုပဲသူမကလက်ညှိုးထိုးနေတာပါ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာမှာမြမအလန်တက်ဆင်ထားတယ်ဆိုတာဖော်ပြတာဖြစ်ပါတယ်။တချို့ပြည်သက်တွေအနေနဲ့ကိုဖြစ်ချင်တာထက်ဖိုက်တာဘက်ကဘယ်လိုပုံစံမျိုးတွေပြုမှုသွားတယ်ဆိုတာလဲပိုပြီးဂူးဆိုင်ပြီးကြည့်မယ်ဆိုရင်မူရီတာပွားနိုင်လောက်မယ်ထင်ပါတယ်။ နောက်ထပ်ပြောပြခြင်းနဲ့အကြောင်းအရာကကွန်းထဲကအကြောင်းအရာမဟုတ်တော့ပါဘူး။အွန်လိုင်းမော်ကနိုင်ငံသားသတင်းမီဒီယာသမားတချို့ရဲ့အမြင်တွေ ဖြစ်ပါတယ်။ပထမပွဲရှုံးနှုန်းကတော့ Bronica က overrated ဖြစ်တယ်ဘလို့ပုံစံမျိုးနဲ့ဆိုပြီးပုံစံမျိုးတွေနဲ့ဝေဖန်ခဲ့ကြတာပါ။မြန်မာပြည်ကဝေဖန်လေကန်ရေးလုတ်ခဲ့တဲ့ဆရာကြီးတချို့တောင်းအဲ့ဒီ comment တွေကိုကိုကာပြီး state တွေအရှိကြီးနဲ့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အခုကြတော့လေအဲ့ဒီကောင်တွေကလေသန်နေပြောင်းနေပါပြီ။ ဘလို့ပြောင်းသွားလဲဆိုတော့ဂျူနီယာဖက်ဒက်နဲ့ပွဲပြီးမှဘရိုနီကာကရီယက်ဒီဆိုပြီးပြန်လဲမှတ်ချက်ပေးကြတာပါတချို့တချို့သောသူတွေဆိုရင်အလီရှာရိုဒီကွက်ရဲ့ချန်ပီယံကပတ်ကိုတောင်တက်ပြီးစိန်ခေါ်လို့ရပြီဆိုတဲ့ပုံစံမျိုးတွေနဲ့မြောက်ပင့်ရေးသားကြပါတယ်ဒါကနိုင်ငံတကာမီဒီယာသမားတချို့ရဲ့ရီယက်ရှင်တွေကိုပြောပြမိတာပါကျွန်တော်ကတော့ကိုယ့်ရဲ့ဖိုက်တာကိုအဲ့လောက်ထိခုံမြန်ကြော်တက်သွားတာမျိုးမမြင်ချင်သေးပါဘူး ဘာဖြစ်လို့လဲဆိုတော့တစင်းချင်းတစင်းချင်းတိဆောက်ပြီးမှချန်ပီယံကပ်စိန်ခေါ်ခွင့်ရသွားတာမျိုးပဲလိုချင်ပါတယ်။လက်ရှိမှာ Federal Training Center မှာလေ့ကျင့်နေတဲ့ Istrey Dushia Cohen ရှိတဲ့ပိုလန်သူမာတီနာဆိုရင်လည်းအတော်လေးစွာသလိုဟောင်ကောင်သူ Yu Ya B ဆိုရင် Bronica နဲ့အတော်လိုက်ဖက်တဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်။အဲ့လိုပြိုင်ပွဲတွေနဲ့အရင်ဆုံးတွေ့ပြီးမှချန်ပီယံကပ်စိန်ခေါ်ခွင့်နေပို့ပြီးပြောသင့်တယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Bronica အနေနဲ့လည်းအခုမှစပြီးနိုင်ပွဲရတာပါ။ With the mind တိဆောက်ဖို့လိုသေးပါတယ်။ ထပ်ပြောရရင်ဘရိုနီကာဟာဒီပွဲချင်းကတ်တဲ့အပိုင်းမှာကလင်းစ်တွေကိုအတော်ကြီးပြင်ဆင်လေ့ကျင့်ခဲ့တာပါတိုးတော်လေးပွဲထိုးသွားတဲ့အနေအထားမှာအဲ့ဒီကလင်းစ်တွေကိုသုံးလိုက်ရတာမျိုးလုံးဝမရှိပါဘူးဒါကြောင့်မို့လို့နောက်ထပ်ပုံစံမတူတဲ့ပြိုင်ဘက်တွေနဲ့ထပ်ပြီးဆန်းသက်စေခြင်းနေပါတယ်ဒီမှာရဲ့ယုံကြည်မှုပိုင်းလက်မြင်စွမ်းဆောင်ရည်ပိုင်းတွေလက်တစ်ဖြည်းဖြည်းနဲ့ပြေဆုံးလာမှချက်မြင့်ကပ်စိန်ခေါ်ခွင့်ရတာမျိုးကိုလိုချင်မိပါတယ် promotion ဘက်ကလည်း bronica ကို star fighter တယောက်ဖြစ်အောင်အဲ့လိုပုံစံမျိုးနဲ့တိစောက်ခွင့်ပေးမယ်လို့မျှော်လင့်မိပါတယ်။ဒါကတော့ကျွန်တော်ရဲ့အမြင်တချို့ကိုခြားပြတာပါ။အခုဆိုရင် bronica ဟာ one championship မှာနှစ်ပွဲထိုးတပွဲနိုင်တပွဲရှုံးနှစ်ကြိမ် bonus စုသိမ်းပိုက်ထားပါပြီ။ဒါလို့စွမ်းဆောင်ရည်မျိုးကမြင်ရကဲများဖြစ်ပါတယ်။ promotion ဘက်ကလည်း online ဆန်းခစ်အလွန်မှာ ခရိုနီကာကိုမြမပြည့်တဲ့တွေကိုထိန်းထားနိုင်တဲ့ဖိုက်တာမျိုးဖြစ်အောင်တိစောက်ခွင့်ပေးမလားဆိုတာဆက်ပြီးစောင့်ကြည့်လိုက်ကြရအောင်ဗျာ။